မင်္ဂလာပါမင်းအောင်တိုင်ဟာအာနာထိန်းတာမဟုတ်အာနာသိန်းတာဥပဒေနဲ့မညီဘဲနဲ့ရာဇဝတ်ကောင်ဘဝရောက်နေတယ်ဆိုတာကိုကျွန်တော်အမြဲပြောခဲ့တယ်နော်အဲ့တော့မင်းအောင်နိုင်ဟာနိုင်ငံတော်သစ္စာဖောက်ပြက်ပြီးနိုင်ငံတော်ပုံကံမှုကိုကျူးလွန်ထားတဲ့ရာဇဝတ်ကောင်ပဲကျွန်တော်အမြဲပြောခဲ့တယ်အခုဒီမှာကိုမောင်မောင်မှာပြောလိုက်ကျွန်တော်ဖွင့်ပြမကြည့်ပါနိုင်ငံတော်ဖြစ်တဲ့ဒီကြည့်ရဦးမင်းအောင်နိုင်အာနာသိန်းကိုဟာတရားဝင်တာနိုင်ငံတော်ဆုံးဖြတ်ချက် ICJ ကပြောတယ်အာနာခိမှုဟာဒီလိုဥပဒေနဲ့စတင်တယ်မိုင်းငါးဥပဒေနဲ့စတင်တယ်ပါလေ ICJ တော့ UN ဆိုတဲ့ဖွဲ့စည်းရပြောတာ ICJ ကတရားဟောဆိုတော့အဲဥပဒေရရှိရပြောတာနော်ကြည့်ကြားရနော် UN တို့အဖွဲ့အစည်းကပြောတာနော်အဲ့ဒီစကားကိုပြန်ပြောတဲ့သူကလည်းတော်လှန်ရေးဘက်ကလူမဟုတ်ဘူးနော်စစ်တပ်ကိုအမာခံအားပေးထောက်ခံလာတဲ့လူနော်အဲ့တော့ဒီ အခုကျွန်တော်ပြောမှဗီဒီယိုဖိုင်မှာကိုမောင်မောင်ပြောတဲ့ဇာတ်ကောင်ကျွန်တော်ပြောတဲ့ဇာတ်ကောင်နှစ်ခုလုံးကမှားပါတယ်လို့မင်းအောင်နိုင်အောင်ထောက်ခံအားပေးနေတဲ့သူတွေဘယ်သူပြောလို့ရတာမသိမှားဆိုလာပြောပါကျွန်တော်တို့ကဇာတ်ကားတုံးကိုကိုပြောတဲ့ဇာတ်ကောင်ပဲအမှန်မှားတာကိုပြောတဲ့သူမဖြစ်စေချင်ဘူးကျွန်တော်တို့ပြောထားတာတွေမှားရင်အချိန်ပြည့်လာခဲ့ပါအကောင်းပြောတာပါအဲ့တော့ကျွန်တော်တို့မှားပြောထားတဲ့အရာပေါ်မှာလာထောက်ပြတဲ့သူကိုဘယ်တော့မှကျွန်တော်ရန်လုံးမှာမဟုတ်ကျေးဇူးတော်တင်အတီးပြောတာပါနော်အခုမင်းအောင်လှန်ရာ ယာဥပဒေကြောင့်ရလုံးဝဥပဒေကိုဖောက်ပြက်ကျူးလွန်ပြီးတော့ဥပဒေမဲ့လှုပ်ထားတဲ့ယာဇဝိသားဒါဟုမရောင်းနိုင်အားပေးထောက်ခံတဲ့လူတွေဘလို့စိတ်သက်ဘလို့စိတ်ကူးနဲ့ထောက်ခံနေကြလဲကျွန်တော်စဉ်းစားမတတ်ဘူးเนาะဥပဒေမှာကိုမောင်တော်ပြောတာကြည့်เนาะနံပါတ်1တစ်ချက် UN ကကိုယ်တိုင်ပြောထားတာเนาะဆက်နားထောင်ကြည့်အာနာတင်းကလုံးဝဆန့်ကျင်နေပါတယ်အဲ့တော့နောက်ထပ်နိုင်ငံတကာအခွင့်အရေးလိုက်ဖွဲ့စည်းလိုက်ရမယ်ဖွဲ့စည်းပြီးအားလုံးမိပါဘူးတော်တော်များများလာပြော ီအာနာထိန်းမှုဟာမဟုတ်ပါဘူးတဲ့အာနာထိန်းတာမှာအမားနေပါလေအဲသူတို့နိုင်ငံတော်ကိုပြည့်ထောက်ပြအဲ့တော့အဲ့တော့နိုင်ငံတော်အခွင့်အရေးတွေနဲ့ဒီအမားတန်တာဒီ6ဘွဲ့ရဲ့စုံတဲ့ချက်ကိုဆုံးဖြတ်တော်မှာဖြစ်တယ်ဆိုတော့ဒီ international and non government organization တယ်ဒုက္ခရောက်ွယ်စီရတယ်ဒီအာနာသိမှုဟာမဟုတ်ပါဘူးအာနာသိမ့်တာဖြစ်တယ်အဲ့တော့အပြောမယ်အဲ့ဒီပုံမှာအဓိကအခြေခံသွားလဲမကြောင်းလို့လို့ဟုတ်ပြီကျွန်တော်စက်ပြီးကြည့်အောင်ဒုမဲ့အောင်လဲအာနာသိမ့်တာကဘလို့ဟောမယ်ကျွန်တော်သမရရဲ့ဟိုအိုက်စီခြေစပါတယ်လို့ဆိုတာကြတော့ဗျာနော်ဟိုဒီပေါ့ဒီပုံမှာလေးတစ်ခွင်ရအာနာသိမ့်မယ်လေးဆိုလို့ရှိရင်ပေါ့အဲ့သမရကသမရကသမရပဲလုပ်ပါလို့ရှိရအဲ့တော့ဘာဖြစ်လို့ဦးမင်းစီရလုပ်လဲ အဲဒီပုံစံမျိုးတွေသူတို့ကဝေမထောက်ပြထားတာရှိတယ်။နော်ဝေမထောက်ပြထားတာရှိရဲ့။အဲ့တော့ဟုတ်တယ်လေပြစဉ်းစားကြည့်နော်ဒီကာလုံအစည်းအဝေးခေါ်ပြီးနိုင်ငံအာဏာကိုစစ်တပ်ကိုအပ်တဲ့လှုပ်ရက်ဟာတမရလှုပ်ခွင့်ရှိတာလေ။အဲ့တော့အခုလက်ရှိမြန်မာပြည်မှာတမရကမရှိလို့လား။တမရသေဝါလို့လား။တမရအငိမ့်စားယူဝါလို့လား။တမရအပြစ်မှုဖြစ်ပြီးတော့ဆိုင်းငံ့ခံထားလို့လား။ဘာတခုမှမဟုတ်ဘူး။တတရားဝင်တာဝန်ထမ်းဆောင်နေတယ်တမရကြီး။ငုတ်တော့ တော့တရားဝင်တရားတောင်းဝင်ထမ်းဆောင်တဲ့တမထကိုဘာလုပ်လဲမနက်9နာရီမှာလာဖမ်းတဲ့စစ်တပ်ကမနက်9နာရီမှာကာလုံစီဝီခေါ်တယ်ကဲဘယ်တော့ပေါ်နေတဲ့အခြေအခုမြစ်ဆိုကတမထအကိုစားလောက်ခွင့်ရှိတဲ့မြစ်ဆိုကိုထားလိုက်အောင်တော့ဆုံးပြာအမှန်တကယ်တမထမလောက်ခွင့်ရှိတယ်နော်ထမ်းမြစ်ဆိုဒုတမထကလောက်ခွင့်ရှိတယ်ထားလိုက်အောင်ဒါပေမဲ့ကာလုံခေါ်တာမနက်9နာရီမှာလေတမထကိုလာဖမ်းတာမနက်9နာရီတည်းလာဖမ်းသွားတယ်လေအဲ့လိုလောက်ကြည့်တယ်လောက်ခွင့်ရှိတာကျွန်တော်တို့ပြောနေတာက ဒီစစ်ကောင်းဆောင်ဘက်ကလှုပ်လို့ပြောနေတာမဟုတ်ဘူးဒီလိုလှုပ်ရမျိုးကိုဒေါအောင်ဆန်းစုကြည်လှုပ်လဲတာဟာလှုပ်ခွင့်မရှိတဲ့လှုပ်ရဆိုတာကိုပြောနေကြတာနော်အဲ့တော့မင်းရလဲအားပေးထောက်ခံတဲ့လူတွေဘလို့တီတရဘလို့အုံနောက်နဲ့ထောက်ခံကြလဲစဉ်းစားမတတ်ဘူးနော်အဲ့တော့ဒါမျိုးရှိရင်ခင်ဗျားတို့ပြောတဲ့တိုင်းဆိုရင်အခုအများဆုံးသူများလူတွေနဲ့တွေ့ရမယ်ဆိုရင်မှားတယ်ဆိုရင်တော်တော်များတော့ဘူးဗျာနော်တော်တော်အများဆုံးဖြစ်နေတာပါဘောအဲ့တော့လူများလူတွေကပြောမယ်ဆိုလို့ရှိရင်တော့ NCAD တရားဝင်နော်အခုနိုင်ငံရေးပါတီများပြီအခုလက်ရှိရှိနေတဲ့နိုင်ငံရေးပါတီများပြီတရားဝင်ဟုတ်ပြီနော်အဲဒေါက်တာဆက်စီအစိုးရကတရားဝင်ခဲ့အဲသူတို့ကျွန်တော်တို့ဦးသိန်းကြီးအစိုးရကတရားဝင်ခဲ့လွတ်တော်ကြီးတရားဝင်ခဲ့အဲ့မှားတယ်ပြီဆိုရင်မှားတာဆိုတရားတယ်တရားမဝင်တာတော့ဦးမင်းအောင်လည်းတရားပဲဖြစ်နေတယ်အဲ့တော့အဲ့တော့ဒီကိစ္စမှာဒီ ဒီတော့เนาะမဝင်တဲ့အဖွဲ့ကြီး6ဖွဲ့ရဲ့စုံချက်ချက်မှာတော့ကျွန်တော်ကတုံ့တက်ရပါတယ်ပေါ့เนาะဦးမေအောင်မြန်မာမတက်ပေါ့ပြရတယ်စဉ်းစားနေပါပြီလေเนาะကျော်စွကျော် music report channel music ပါလားခေါ် channel ပြောเนาะအဲ့တော့အမ်လိုကောမစတော့ ICJ ကပြောတာပေါ့ဗျာ ICJ တရားတရားရင်းညာရှိကပြောတာကတော့သူကတမလာကိုဖမ်းပြီးတော့มาတယ်เนาะ ဒါပဲကြီးညာတာဆိုတော့တရားလုံးမှာဝင်ဒါသူရဲ့ဆိုချက်ချက်ပေါ့နော်အနောက်က IDE ဆိုတဲ့အဖွဲ့အစည်းပေါ့ IDE ကောမစ်ဆိုရှင်ကျွန်တော်တို့အဲ့ဒါဟုတ်ဒါက ICJ ရဲ့တရားရေးပညာရှင်ရဲ့ဆုံးဖြတ်ချက်မဟုတ်ဘူးမြန်မာဥပဒေအရလည်းဒါဟာလုံးဝတရားမဝင်ပါဘူးအာဏာလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ဥဝင်းမြင့်ဆိုတာ2020ရွေးကောက်ပွဲကနေတက်လာတဲ့တမနာမဟုတ်ဘူး။နော်2015ရွေးကောက်ပွဲမှာခြေကံဥပဒေအရ ပြင်မြောက်ထားတဲ့တမနာကိုပုံကန်လာတော့ခြားနာလာတော့အာနာလူကိုလောက်တာဒါဟာတိုင်းဒီမှာအမြင့်ဆုံးပြစ်ဒဏ်ပဲတစ်ချက်နောက်တစ်ချက်ကတမနာကြီးတဲ့နိုင်ငံရဲ့အထွတ်ထက်ဖြစ်ပြီးတော့သူတို့ကိုယ်တိုင်ပိုက်ရင်ပိုက်ထားတဲ့ဒီစာအုပ်စိမ်းမှာပြန်ထမ်းထားတာအဲ့တော့နိုင်ငံမှာအထွတ်ထက်တူးထက်ကြီးတာမရှိတော့ဘူးဆိုတော့အဲ့ဒီအထွတ်ထက်လူကိုနံပါတ်၈မှာရှိတဲ့ကာကွယ်ဦးစီးချုပ်ကတော့ဖမ်းတာ ကာဝေးဥသိကြောင့်မှာအဲ့လိုတမနာကိုတွားဖမ်းပိုင်ခွင့်ရှိတာမရှိဘူးလေမရှိဘဲနဲ့တွားဖမ်းစရာအကြောင်းမရှိဘူးအဲ့တော့ဗါရကာဝေးဥသိကြောင့်ဒီတိုင်းပြည်ကအနှင်းထားတဲ့သူ့ရဲ့လုတ်ပိုင်ခွင့်ကာဝေးဥသိကြောင့်ဆိုတဲ့လုတ်ပိုင်ခွင့်အာနာသူ့ခါမှချိတ်ထားတဲ့လက်နဲ့အဲ့ဒီအာနာတွေလက်နဲ့တွေကိုအလွဲတုံးစမ်းလုပ်ပြီးတော့တိုင်းပြည်ကိုဗါလို့တဲ့ပုံကန်တာဌာနတာဒါကဘလို့မှညီလို့မရတဲ့အချက်ပေါ်တင်နေမဟုတ်ဘူးခင်ဗျားတို့လူတယောက်တယောက်ထဲကဗါလို့လူအိမ်တယောက်တွားပြီးတော့ တနက်ပြပြီးတော့ပတ်စံတော်ရင်ဘာလုပ်လဲဓမြတိုက်တယ်လို့អော်ကြတယ်မလားအခုလက်ရှိမင်းအောင်လည်းဘာလုပ်နေလဲအာနာသိန်းလည်းလူတက်တယ်ဓမြတိုက်တယ်ပြန်ပေးဆွဲတယ်မျိုးစုံလုပ်နေတာဒါပေမဲ့နိုင်ငံနဲ့ခြီရောအတံမထွက်ရဲဘူးဒါပဲပွာတော့အခုဂျားထဲမှာတော့ဟိုဘောမနေပြောတာရှိတယ်အမင်းအောင်လည်းဟိုတဲ့ဟိုဟိုခဏလောက်ပြောနေပါလေဟိုဆရာလက်ထစ်ဆိုတော့ကောင်းတော့အဲတရုတ်ကလည်းဖိတ်တယ်ရုရှားကလည်းဖိတ်တယ်အိန္ဒိယကလည်းတွေ့ဆုံတယ်ပေါ့ ဒါရှင်းတယ်ပြဗျဒါနိုင်ငံရေးလေမင်းအောင်နိုင်မို့လို့အဲ့ဒီတရုတ်နဲ့ရုရှားကဖိတ်တာလားမဟုတ်ဘူးနော်ဟုတ်လားမဟုတ်မင်းအောင်နိုင်မို့လို့ဖိတ်တာလားအာနာသိန်းခေါင်းဆောင်မို့လို့ဖိတ်တာလားရုရှားနဲ့တရုတ်ကဘာလဲဘာနိုင်ငံလဲဒီမိုကရေစီနိုင်ငံမဟုတ်ဘူးလေအဲ့တော့ဒီဘက်တော်လှန်ရေးအဖွဲ့တွေပါတယ်ဒီမိုကရေစီအင်အားစုအဖွဲ့အဲ့တော့သူဘလူးနဲ့ပေါင်းမလဲရှင်းကြီးလေးတစ်ချက်နောက်တစ်ချက်ကမင်းအောင်နိုင်နဲ့ပေါင်းလို့သူတို့တော့တသက်လုံးအချိုးမြတ်ရလာတယ်ဟုတ်တယ်နော်ရုရှားဆိုလည်းဒီလိုပဲ အဲလေရင်အဆုတ်တွေလေရင်အပြစ်တွေလက်နဲ့အဆုတ်အပြစ်တွေအောက်ဈေးနဲ့ဘာလို့ရောင်းပြီးတာသူတို့ပြစ်ကမှန်းဟာတွေအဲဘလူရမင်းအောင်နိုင်ဝယ်လို့ကောင်မျိုးပဲရဝယ်တာလေဒီမိုစီအစိုးရတက်လိုက်အဲ့လိုလုပ်ခွင့်ရှိတာမရှိတော့ဘူးတရုတ်ဆိုလည်းဒီလိုပဲတနိုင်ငံလုံးမှာရှိတဲ့အသီးနှံစာပြီးတော့နောက်ဆုံးလူထိအချောင်ဝင်နိုင်နေတာဒါမင်းအောင်နိုင်ကြောက်လေအဲ့တော့မင်းအောင်နိုင်ကိုဒီနိုင်ငံတွေကပွဲထုတ်မှာပဲအခုမင်းအောင်နိုင်လုံးမဲ့ရွေးကောက်ပွဲမပူနဲ့အခုလာမဲ့မင်းအောင်နိုင်လုံးမဲ့ရွေးကောက်ပွဲအပြီးမှာ ရုရှားနဲ့တရုတ်ကကဘာကိုလော်ဘီလုပ်ပေးမှမရောက်နိုင်တော့ဘူးစစ်စစ်လေးဒါကိုအာဆီယံကဘာဖြစ်နေဆိုဟိုဘက်လိုက်ကလို့ဒီဘက်လိုက်ကတရုတ်ဘက်ရင်ရတော့မလို့လို့ဒါပေမဲ့တကယ်ဖြစ်ရကြီးကမင်းအောင်နိုင်ကဝင်းကပြောသလိုရာဇဝတ်သားဥပဒေမဲ့အာဏာသိမ်းတဲ့အာဆီယံအပါအဝင်တကဘာလုံးတည်တယ်ဒါပေမဲ့တရုတ်ကဥပဒေတွေဘာတွေနားမလဲရုရှားနဲ့တရုတ်ကသူတို့ဘက်ကိုရင်တဲ့လူသူတို့ထောက်ခံတယ်အဲ့တော့အာဆီယံကဟိုဘက်သွားလို့ US ဘက်လိုက်ကတော့ပုံစံမျိုးဖြစ်နေတယ်အဲ့တော့ဒီ အဓိကပါတယ်မင်းအောင်လှန်ရဲ့အတက်ဒီလာမဲ့ရွေးကောက်ပွဲမှာနော်ဒါပြုဝင်လေးပြောမယ်ကဘာကိုတရုတ်နဲ့ရုရှားလော်ဘီလုပ်ပြီးလို့မင်းအောင်လှန်လူရပြန်ဝင်မယ်ဟဲ့ဆိုရင်တော့မြန်မာပြည်မှာဒီမိုကရေစီပြတ်သုံးပြီတွားပြီအကယ်၍မင်းအောင်လှန်ကိုအာဆီယံအခုဒီနော်အစည်းအဝေးတက်ကပါဘာညာဆိုခုနကပြောလုံးဝလက်မခံဘူးဆိုရင်မင်းအောင်လှန်ပြေဖို့ပဲရှိတော့တယ်ကြိုက်တော့ပြေးမလုပ်ဘူးမယုံကြည်လိုက်နော်အဲ့နှလန်တလန်ကျင်းနေတယ် နိုင်ငံအဖွဲ့ကြီးတို့ကအဲ့ဖွဲ့ကြီးကပါတယ်လို့ဆိုရှင်သမရကိုထုတ်ချမယ်လို့ဆိုရှင် impeachment trial နဲ့တင်းတင်းကြပ်ကြပ်ထုတ်ချတယ်အဲ့နိုင်ငံမဟုတ်ဘဲနဲ့ချိန်ကအမှန်ပဲနော်ဒီမိုကရေစီတိုင်းပြည်တစ်ခုမှာသမရကိုပေါက်ပန်း၄၀ထုတ်ချခြင်းနဲ့ပြစ်ချလို့ရတဲ့အရာမဟုတ်ဘူးသူတွေရော procedural break လို့ခေါ်တော့ဟုတ်ကောင်းမယ် breach လို့ခေါ်တော့နော် procedural breach constitution နဲ့ procedural breach လို့ခေါ်တယ်ချိန်ကဥပဒေလည်းကုန်လုံးကြီးကိုစန့်ချင်ပြီးတော့နော် သမလာကိုဖြုတ်ချလိုက်တဲ့အတွက်ကြောင့်မလို့လေဒါဟာတရားဘူး။အဲ့တော့ဒီတရားဝင်သူအော်မှာဒီ NCA ကလက်ရှိတာဆိုတရားဝင်နေကြလား။ဥမင်းအောင်လိုက်ဆက်လက်ပြီးကျင်းပပေါ်ဆောင်နေတဲ့ NCA လက်ဆက်လက်တရားဝင်နေကြလားဆို။ NCA တရားဝင်နေ။ဒါပေမဲ့ဥမင်းအောင်လိုက်ကတော့တရားဝင်မှုနဲ့ကင်းကွာနေတာကိုတွေ့ရတယ်ပေါ့နော်။ဒီကတော့အခုဆုံးဖြတ်ချက်ကိုကျွန်တော်ကြည့်အောင်။ဒီပြည့်ဆုံးဖြတ်ချက်ပါနော်။ကဲကြားတယ်နော်။ကြရတော့မင်းအောင်နိုင်အောင်အားပေးထောက်ခံနေတဲ့လူတွေရာဇဝတ်ကောင်ကိုထောက်ခံနေတဲ့ဘဝကိုကိုရှက်ကြပါ အဲ့ဒါပဲပြောချင်တယ်ကိုတိုင်းပြည်ကိုပြန်ပြီးတော့ပုံကန်ချားနာထားတဲ့ရာဇဝတ်ကောင်ကိုငါတို့ရဲ့ခေါင်းဆောင်ပါငါတို့ရဲ့ဆရာပါလို့ဩနေတဲ့ဗဇက်တွေအရှက်တရားရှိကြပါအဲ့ဒါလေးပဲပြောမယ်ကိုယ့်အကိုစဉ်းစားမဟုတ်ဘူးဆိုကြိုက်တယ်လို့လာခဲ့မင်းရောက်နိုင်ရဥပဒေကြောင့်ရလုံးဝမင်းဖြစ်ပါဘူးဥပဒေဘောင်မကျော်လို့ဒါမှမရှိပါဘူးလာခဲ့ဒါတူ ကာကွယ်ရေးဦးစီးချုပ်ကအသက်60ပြည့်ပြည်စီယူရမယ်ဆိုတော့အရာတွေကိုကြော်လွန်ပြီးတော့စစ်တပ်ထဲမှာငါးလောက်စောက်သုံးကြတာကောင်မရှိဘူးငါးလောက်စောက်ဖို့မရှိဘူးဆိုပြီးတော့အဲဒီလိုကြော်လွန်ပြီးတော့ကာကွယ်ဦးစီးချုပ်ယာတို့ကိုယူထားတာတွေနော်နောက်ပြီးခြေကံဥပဒေမှာပါတယ်ဘာဖြစ်လဲတမရတွမဟုတ်ဒုတမရဟာတစ်ဖက်မှာအနေလွတ်တော်ကိုယ်စားလှယ်ဖြစ်ရင်ဖြစ်နေဒီမှာတမရဖြစ်တာနဲ့အဲ့ဒီတောင်းဝင်ချက်ချင်းပြောက် နော်လုံးဝမဆိုင်တော့ဘူးဒီဘက်နဲ့နိုင်ငံဝန်ထမ်းဖြစ်နေတဲ့ထုံနီးလကောင်းပဲဒီဘက်မှာတပနာဒုတပနာဖြစ်သွားတာလေအဲ့ဒီသူကဟိုဘက်ကတောင်းရင်လုံးဝပြတ်ဒါဥပဒေမှာပါပြီးသားဒါပေမဲ့ဒီနေ့မင်းအောင်နိုင်အာနာပနကုယူထားတယ်ကာကွယ်ဦးစည်းချုပ်ဆိုတဲ့ယာဒူးကိုယူထားတယ်ပြီးလို့ရှိရင်ဘာဘာစစ်ကော်မရှင်ဥက္ကဋ္ဌလားဟမ်ငကဲဦးကျော်စိနာဆိုတဲ့အုပ်ဝင်ဟာကိုယူထားတယ်ပြီးရင်နိုင်ငံတော်ယာရီတပနာဆိုတဲ့နာမည်ကိုယူထားတယ်ယာဒူးတွေယူထားတာကြည့်လိုက်ဟမ်အဲ့ဒါဥပဒေကိုဖောက်ပြက်ပြီးယူထားတာမဟုတ်ဘူးလား ကြည့်ဟမ်စဉ်းစားကြည့်တော်ရှိပေါ်ပြီးလို့လည်းမမီပါလို့မျိုးမရလည်းပြောတာနော်။ဒါပါပဲ။ဒီကသာလိပြပြတင်တာ။အဲ့တော့အဲကျွန်တော်တို့အတိတ်သူချုံရပြောမယ်ဆိုရှင် NCD တရားဝင်ကောင်းတယ်။အစိုးရနဲ့ဆက်ကြိုးစားခဲ့ပြီးစီယုံခဲ့ပြီးအပေါ်မြင့်ညာစီယုံနိုင်ခဲ့ပြီးအဲတော့လည်းလည်းမြေမလက်ထမှာရှိနေတဲ့6ခွင့်မှာ သွားပြီးဆိုတဲ့အကြောင်းပေါ့အဲ့တော့ DNC အရာဆက်လက်တရားဝင်နေလားเนาะအဲဆက်လက်ပြီးတော့ဦးမင်း online ကကျင်းပတဲ့အတွက်ကြောင့်ဦးမင်း online တရားတွေကပဲဒါပြဿနာဖြစ်နေသလားဒါဆက်ကြည့်ရအောင်ပေါ့နော်ကဲဒါကတော့ကိုမမောင်ပြောပြသွားတဲ့မင်းအောင်နိုင်ရဲ့တရားမဝင်ဖြစ်နေတဲ့ဘဝကိုဖော်ထုတ်သွားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အမြဲပြောနေလို့ပေါ့ကျွန်တော်တို့တစ်ဖက်ရန်သူမို့လို့မဟုတ်တာတွေမမှန်တာတွေကျွန်တော်ဘယ်တော့မှမပြောပါဘူးလက်ရှိမင်းအောင်နိုင်ဟာတီစဲအရာလဲလက်ရှိ နော်မြန်မာနိုင်ငံရဲ့ဥပဒေအရလည်းတရားမဝင်သလိုသူကိုယ်တိုင်ရင်ဝင်ပိုက်ထားတဲ့အခြေခံဥပဒေအရလည်းတရားမဝင်ပါဘူးတိုင်းပြည်ကိုလက်နက်အားကိုနဲ့အာဏာတင်းတာပါအဲ့ဒီလက်နက်ကလည်းခုနကပြောဓပုံဒီဓမြတွေဓပုံတွေဆိုရင်တို့လက်နက်ဒီခုနကပြောသလိုတို့ကတို့ဖန်နေပြီးယူထားတယ်တို့ထောက်ခံတဲ့လူကပေးအပ်ထားတယ်နော်ဒါမျိုးရှိရင်ရှိနေတယ်အေးမင်းအောင်နိုင်ကင်ထားတဲ့လက်နက်ကနိုင်ငံတော်ရဲ့လက်နက်နော် ကျူကျူမှဖာခံနေဝယ်ထားတာမဟုတ်ဘူးမင်းအောင်နိုင်ကားအပြင်းစလို့ ਆ နော်အဲ့လိုပဲမင်းအောင်နိုင်ကာကွယ်ရင်ဦးစီးချုပ်ဆိုတဲ့ယာဒူးကလည်းကျူကျူလှဖာခံပြီးရထားတဲ့ယာဒူးမဟုတ်ဘူးတိုင်းပြည်ရဲ့ယာဒူးအဲ့တော့အဲ့ဒီယာဒူးတွေလက်နက်တွေကိုအလွဲတုံးစားလုပ်ပြီးတော့တူကိုဂျိုးစီးဝါအတွေ့တိုင်းပြည်ကိုပုံကန်တဲ့ယာဇဝတ်ကောင်နော်အဲ့တော့အဲ့ဒီရန်စွေးကောင်ကြီးကိုဟာငါတို့ရဲ့ဘဘကြီးငါတို့ရဲ့တက်ချောက်ကြီးအငါတို့ရဲ့ဘာကြီးညာကြီးဟာစောက်ယူနေစောက်ပေါ်နေကြောက်ကြီးနေတယ် မရှက်ကြဘူးလားမေးနေတယ်အဲ့လူတွေကျွန်တော်အဲ့တခုမှမေးနေတယ်မင်းတို့မရှက်ဘူးလားညာစဉ်းစားကြည့်ရရာဇဝဲကောင်ကြီးကိုကိုယ့်ရဲ့ခေါင်းဆောင်ဖြစ်တင်ပြီးတော့ဟမ်သာသနာပြုမင်းတို့အော်လိုအော်အာဖို့ဘာကြီးတို့အော်လိုအော်ဟမ်အဲ့ဒီအဲ့ဒီလော်ဘီလုပ်နေတဲ့အဲ့50ကောင်မင်းတို့မရှက်ကြလားဟမ်အခုကမ္ဘာပြောတာမှားတယ်ပြောရတာလက်ရှိအာနာထိန်းတယ်လို့ပြောတဲ့လူတွေသွားမေးကြည့်လိုက် အာနာထိန်းတာလားအာနာသိမ်းတာလား အာနာထိမ့်တယ်ဆိုဘယ်အချက်ကြောင့်အာနာထိမ့်တာပြောတာငါတို့ကတော့ပြောရရှင်းတယ်ဒီဥပဒေဒီဥပဒေကြောင့်အာနာသိမ့်တာတရားမဝင်ဘူးပြောတာမင်းတို့အာနာထိမ့်တယ်ဆိုတဲ့လူတွေဘယ်အချက်ကြောင့်အာနာထိမ့်တာလဲကဲမင်းတို့ပြောတဲ့ငါတို့ပြောတဲ့ဥပဒေတွေကမဟုတ်ဘူးเนาะမင်းအောင်လည်းအဲ့ဒီဥပဒေနဲ့မညှိဘူးဆိုလည်းပြလေဟမ်အများကြီးမပြောအခုဘုံနေပြောသွားနေပြီနိုင်ငံကဥပဒေပညာရှင်ကသုံးသပ်နေပြီကောနော်အဲ့တော့မင်းအောင်လှိုင်ဟာဘယ်လိုမှလက်ခံမတင်တဲ့လူတစ်ယောက်ပဲ နော်မင်းအွန်လိုင်းနေအလောက်ရက်မျိုးဒေါ်အောင်ဆန်းစုကြည်လောက်လဲကျွန်တော်လက်ခံတဲ့အကြောင်းရှိဘူးဒါဒါမြန်မာပြည်မှာဒေါ်အောင်ဆန်းစုကြည်ဆိုတာလူလူထောက်ခံမှုအများဆုံးခေါင်းဆောင်နော်အဲ့ဒီလိုခေါင်းဆောင်မျိုးကအခုမင်းအောင်လိုင်းလုံနေလုံလာနေကျွန်တော်လက်ခံပြီးလို့မရဘူးဒေါ်အောင်ဆန်းစုကြည်အတိုင်ပင်ခံရဘူးဆိုတာဒေါ်အောင်ဆန်းစုကြည်ကို59စလုံးအရာနော်တမနာဖြစ်ခွင့်မရအောင်ဘာပိတ်ထားတယ်အဲ့ဒီအတွက်ဒေါ်အောင်ဆန်းစုကြည်ဘာပြောလဲသူတို့စိတ်ထဲမှာဒေါ်အောင်ဆန်းစုကြည်အစိုးရအဖွဲ့ကြိုက်တဲ့လောက်ဖွဲ့နော် DVD ဒီမိတ်မှာတော့ပြောထားတာရှိတယ်ဟမ်ကျွန်တော်တို့တက်ကြိုင်ဖွံ့ဖြိုးရေးပါတီမှာတပ်မတ်လုပ်မဲ့လူကိုပြထားပြီပေါ့အဲ့တော့ ND မှာရောတပ်မတ်လုပ်မဲ့လူရှိလားဆိုပြီးတော့ခနဲ့တက်တက်နဲ့ကြံ့ဖို့ကကောင်းကမေးတဲ့အချိန်မှာအဲ့ဒီအချိန်မှာကျွန်တော်တို့ရဲ့အခုအသေးခံပြီးလက်မှတ်မထိုးဘဲနဲ့မင်းအောင်နိုင်ကိုလေမင်းအောင်နိုင်ဒီလိုမျိုးရာဇဝတ်ကောင်ဘဝရောက်တာတမထအသက်နဲ့ရင်းထားလို့လက်မှတ်ထိုးခိုင်းတာတမထကိုနှုတ်ထွက်ပြီးတော့ ်တမနာနှုတ်ထွက်ပြီးလက်မှတ်ထိုးလိုက်ရင်မင်းရောက်လိုက်အပြစ်မရှိဘူး။ဘာလို့ဆိုတမနာမရှိတဲ့အတွက်ဒုတမနာကနိုင်ငံအာဏာကိုကာဝေးဥစည်းကိုအပ်တယ်နှုတ်လိုက်လို့ရတယ်။ဒါပေမဲ့တမနာဟာမင်းတို့ငါ့ကိုတိုက်ရင်တက်ပလိုက်မင်းတို့ထိုးခိုင်းတဲ့လက်မှတ်မထိုးဘူးလို့တလုံးနဲ့ဘူးခါလိုက်တဲ့အကျိုးဆက်ဟာမင်းအောင်လိုက်ခွေးပွားရောက်တာ။အဲ့ဒါရှင်းရှင်းလေးနော်တမနာကိုလက်မှတ်ထိုးခိုင်းတယ်လက်မမထိုးပြောတော့လက်မမထိုးပုံကိုယ်ကြီးထိခိုက်မှုတွေရှိနေတယ်။ဖမ်းပြီးထောင်ချမယ်တိုက်ရင်တိုက်မယ်ထုရင်ထုမယ်ပေါ့ဗျာ။ဆိုတော့ တမနာကြီးကတခုံးပဲပြောလိုက်တယ်မင်းတို့ငါ့ကိုတိုက်ရင်တတ်ပလိုက်ငါလက်မှတ်မထိုးဘူးတဲ့ရှင်းတယ်နော်အဲ့ဒီအတွက်မင်းအောင်လိုက်ခွေးခွားရောက်တယ်အဲ့တော့ဝိရိယစကားပြန်ဆက်လိုက်ဆိုအဲ့ဒီဘိတ်မှာအဲ့တမနာကြီးဦးမြင့်ဘာပြောခဲ့အာနာရှင်ပါတီတွေကတော့တဦးတယောက်ဘိုင်နှိမ့်တက်ပြီးတော့ဘဒုတမနာလုပ်မယ်လို့ရွေးခွင့်ရှိတယ်တဲ့ကျွန်တော်တို့ဒီမိုကရေစီပါတီမှာတော့စီစီရဲ့ဆုံးဖြတ်ချက်နဲ့ပဲတမနာကိုရွေးချယ်ခွင့်ရှိတယ်ဒါပေမဲ့ကျွန်တော်တခေါင်းတော့ပြောလိုက်မယ်တဲ့ NLD မှာ တမနာလုံးမဲ့လူရှိလားလို့မေးတဲ့စကားကိုတော့ကျွန်တော်တခွန်းတော့ပြန်ပြောမယ်တဲ့လရလောက်တော့ငှက်တိုင်းလာတယ်နော်အဲ့ဒါပဲပြည်သူခေါင်းဆောင်တွေဆိုတာအမှန်တရားဘက်ကိုရှောင်နေတဲ့အတွက်ပြန်ပြောမဲ့စကားလုံးတိုင်းကတန်ဖို့ရှိတယ်အဲ့ဒါဘာဖြစ်သွားလဲစောက်ချက်ပွဲရောလေဟမ်အဲ့တော့စောက်ချက်ပွဲပြီးအာဏာမရဘူး2015မှာဒါလည်းမမှတ်ဘူးငါငါတို့ပြည်သူလက်ခံလာအောင်ဘယ်လိုလုပ်ရမလဲ NND လိုပဲငါတို့ပါတီကိုပြည်သူလက်ခံလာအောင်လုပ်ရမယ်ဆိုတော့အတွင်းမျိုးတွင်းမဲ့စစ်ကောင်းဆောင်တကောင်မှမရှိဘူး အဲ့ဒီအတွေးမျိုးတွေးပြီးအဲ့ဒီအနှုတ်မျိုးလုံးမဲ့ကြမ်းဖို့ကောင်းဆောင်ကောင်းမှမရှိဘူးမရတဲ့အာနာကိုဘာလို့မရအောင်ယူမယ်တဲ့ကြမ်းဖို့ကောင်းဆောင်ဘလို့လဲခင်ကြီးလားမသိလားပြောခဲ့တာခင်ကြီးလားအုံးမြစ်လားမသိကျွန်တော်မှတ်ရပြောပါပြီ2020ရွေးကောက်ပွဲမတိုင်ခင်မှာအကယ်၍ထပ်ရှုံးမယ်ဆိုရင်ဘလို့လုံးမဆိုမနိုင်ခဲ့ဘလို့မနိုင်နိုင်အောင်လုပ်မှာမနိုင်တဲ့ရွေးကောက်ပွဲမှာမနိုင်ဘူးဆိုတော့ပြည်သူမရွေးချယ်လို့မနိုင်တာလေဗျဟုတ်တယ်နော်အဲကိုစားမွေးတော့ဖြစ်နေဆိုတာကကိုယ့်ရဲ့စူးစမ်းမှု ရွေးကောက်ပွဲဆိုတာကကိုယ့်ရဲ့ကြိုးစားမှုဘယ်လောက်ရှိစီပြည်သူကလက်မခံနိုင်မလားမနိုင်ဘူးလေအဲ့မနိုင်တဲ့ဟာကိုနိုင်အောင်လုပ်မယ်ဆိုတဲ့စဉ်းစားကြည့်ဒီကောင်တွေအာနာသိမ်းဖို့ဆိုတာကျန်းဖို့ပါတီဟာအာနာသိမ်းဖို့ဟာကိုအခုမှရွေးကောက်ပွဲရှုံးမှထားလို့တာမဟုတ်ဘူးရွေးကောက်ပွဲမတိုင်နေတဲ့ကဒီကောင်တွေကြံစီထားတာဒါကြောင့်မလို့ဒီရန်စွဲကောင်မင်းအောင်နိုင်တဲ့အပေါင်းပါအကုန်လုံးအာနာသိမ်းမှပါဝင်ပတ်သက်သူတွေအကုန်လုံးအကုန်ခုံလုံးတင်ပြီးအကုန်သေးတယ်ချရမှာနော်အဲ့တော့အဲ့ဒီအချိန်တည်းကဒီစကားပြောခဲ့ပြီးတယ် ဘုရားဟောကခေါင်းစဉ်တက်ပြီးတော့အာနာကိုတင်းတယ်။တိုင်းပြည်ကအာနာသိမ်းတော့အခုဘယ်အခြေအနေဖြစ်လာလဲ။အဲ့တော့ NCA ဆိုတာက NCA ဆိုတာဟုတ်တယ်။ NCA အစိုးရ20စူးစမ်းခဲ့တယ်။ NCA ငြိမ်းချမ်းရေးပါဝင်လာခဲ့တယ်။ဒါပေမဲ့အာနာသိမ်းလိုက်တာဖြစ်တဲ့အတွက် NCA ကိုပြက်ပြက်ပြီးလို့ပြောတာလူတွေက NCA ကဘောင်ဝင်ခဲ့တယ်။မှန်ခဲ့တယ်။ဒါပေမဲ့ဘာဖြစ်လို့ NCA ပြက်တယ်ပြောရတာလဲ။အပြည့်အခက်ရက်စဲငိမ့်ချိုင်းတဘောတူစာချုပ်တဲ့ခေါင်းစဉ်ကိုတည်းရအဲ့တော့လက်ရှိမင်းအောင်နိုင်လုပ်နေတာအပြည့်ရက်ပြီးငိမ့်ချိုင်းလုပ်နေတာလား တတိုင်းပြည်လုံးကိုမီးလောင်တိုက်တွင်းပြီးဘုံမိုးရွာနေတာပြစင်းစမ်းကြည့်တယ်အဲ့ဒါဗီဇာချုပ်ကအသေးပဲရှိသေးလားမရှိဘူးလား NCO မပြတ်ပါဘူးပြောနေတယ်အဲ့ဒီတတကြားရွယ်ကိုအဲ့ဒီဖင်တွန့်နေတဲ့ဟာတွေမေးချင်တယ်မင်းတို့ NCO ရဲ့ခေါင်းစဉ်ကဘာလဲပြန်မလို့အပြစ်ခတ်ရက်စဲဒီညင်းသဘောတူစာချုပ်လေအခုမင်းအောင်နိုင်ဘာလုပ်နေအပြစ်ခတ်ရက်စဲကိုလုပ်နေလားတနိုင်ငံလုံးမီးလောင်တိုက်တွင်းပြီးတော့ဘုံမိုးရွာနေတာ အဲ့တော့ဒီ NCA ဆိုတဲ့ခေါင်းစဉ်နဲ့ကိုက်ညီမှုရှိတာမရှိဘူးလားမချက်ကြဘူးလားဗျာဟိုဘေးကပြောတဲ့လူတော်မှဟိုယိုဒူမချက်မြေသူချက်ဟမ်ဒါရောအားညီမတို့ကဟိုစောမြလေးရာသာတာဘလို့လဲအဲ့တော့ညီမတို့ကအစီအလက်မှတ်ထိုးတာလူတွေအသက်ရှင်နေရှိသေးတယ်မသေးသေးဘူးတဲ့အဲ့ဒါအစီအမပြတ်ပြဲဘူးလေဟာတော်တော်ကောင်းတဲ့အုံနှောက်တွေအာဒီလိုခေါင်းမျိုးတွေကတိုင်းပြည်ကိုဥဆောင်ပဲလေဟာပင်လိုက်ပါတော့ကောင်းပြောတာနော်စဉ်းစားကြည့်အဲ့တော့မင်းအောင်လှိုင်ဆိုတာဘာကောင်းလဲသိပြီလား မင်းအောင်ငံအာပေထောက်ခံတဲ့ကောင်တွေအကုန်လုံးမင်းတို့တခွန်းပဲပေးလိုက်မရှက်ကြဘူးလားရဇဝဲကောင်ကြီးကိုငါတို့ပဲပပကြီးပါလုပ်နေတာဟမ်အဲရှက်တယ်ဆိုရင်အမှန်တရားကိုလက်ခံကြအဲ့ဒီလောက်ရမျိုးဒေါအောင်ဆန်းစုကြည်လောက်လေလက်ခံစရာအကြောင်းမရှိဘူးမင်းတို့ပုတ်ကိုဆွဲတယ်မလောက်ကြနဲ့ဥပဒေဟာဥပဒေအတိုင်းလောက်ကြပါနော်တိုင်းပြည်ကဘလောက်နောက်ကျနေတယ်မင်းတို့လည်းတည်တယ်နော်ကိုတိုင်းပြည်တဲမှာငုတ်ကြည့်ပြီးတော့ကိုအချင်းချင်းမရှင်ကြပါနဲ့သူများတိုင်းပြည်ကိုလှမ်းကြည့်ပြီးသူများတိုင်းပြည်နဲ့ရှင်ပါ ကိုနိုင်ငံဘလောက်နှိမ့်ကြနေတယ်စုပ်ပြက်နေတယ်ဆိုတာလေးကိုเนาะဒါလေးကိုပြောတာပါဘူးလက်စစ်ပြောနေပဲအဲ့ဒါလေးလာပြောတာလေးစားပါလား